ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။ချင်းပြည်နယ်အတွင်းကိုနှစ်ပတ်ကျော်အကြာစစ်ကြောင်းထိုးဝေရောက်နေတဲ့စိုးစုတကြောင် ဖလန်းနဲ့တီးတိမ်မျိုးနယ်တွေကခြေရွာပေါင်း20ကျော်မှနေထိုင်တဲ့ဒေသခံတွေတောတောင်တွင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေသခံသတင်းမြစ်တီကပြောပါရယ်။ဇိုးစုတက်တွေဟာချင်းပြည်နယ်ရဲ့ဝင်ပေါက်လမ်းမကြီးတွေဖြစ်တဲ့ကလေးတီးတိမ်ဖလန်းလမ်းမကြီးကနေစစ်ကြောင်းတစ်ချောင်း၊ကလေးနှစ်ချောင်းလမ်းဖလန်းမျိုးနယ်ဝေဘူလာမျိုးကနေစစ်ကြောင်းတစ်ချောင်းတီးတိမ်မျိုးပေါ်ကနေတီးတိမ်ကလေးဖလန်းလမ်းမကြီးကနေစစ်ကြောင်းတစ်ချောင်းစီနဲ့ စုစုပေါင်းအင်အား900ပါစစ်ကြောင်း3ကြောင်းနဲ့အော်တိုဘား29ရက်ကနေနိုဝင်ဘာ17ရက်နေ့ထိနှစ်ဖက်ကကြာစစ်ကြောင်းတို့ဝင်ရောက်နေရပဲဖြစ်ပါတယ်။ဒီစစ်ကြောင်းတွေကြောင့်တိတိမျိုးနဲ့အတွင်းကခိုင်ကန်၊ထေးစံ၊ဇလိန်၊အာလွဲ၊တိုင်းငင်၊စဲစံ၊ထိန်စိန်၊စိုစံ၊မွာပီးကျေးရွာတွေနဲ့ဖလန်းမျိုးနယ်တွေကလိုင်ဘာ၊တလန်းစာ၊လုံပန်း၊ပတ်သက်၊ထင်းရှူးမြိုင်၊ဘားနဲ့ဝေပူလာစတဲ့ကျေးရွာပေါင်း20ကျော်က ဒေသခံပြည်သူတွေတင်းရှောင်နေရတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာတရက်ကနေဒီကနေ့ထိ10ရက်ကျော်အတွင်းတောတောင်တွင်ထွက်ပြေးတိတ်ရှောင်နေကြတယ်လို့စပေးရှောင်ရေးကူညီနေတဲ့တိုင်းငင်းကျေးရွာဒေသခံတို့ကပြောပါရယ်။အလားတူဖလန်းမြို့နယ်အတွင်းမှာရှိတဲ့ဝေပူလာမြို့နယ်ဖလန်းတိတိုင်ကလေးလမ်းမကြီးတခြားမှာနေထိုင်ကြတဲ့ဒေသခံ3000ကျော်လဲတောတောင်တွင်ထွက်ပြေးတိတ်ရှောင်နေရပြီးစာနယ်ရိတ်ခပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ဖလန်းမျိုးဒေသခံတို့ကပြောပါရယ်။လက်ရှိချိန်မှာတော့အစိုးစုတပ်တွေကတိတိုင်မျိုးကနေ ဖလန်းမြုပ်ကိုဥတီလာတဲ့စစ်ကြောင်းတစ်ကြောင်းကလေးနှစ်ကြောင်းဝေပူလာမြို့ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့ဖလန်းမြုပ်နယ်တွေကိုဝင်ရောက်လာပြီးတော့ကလေးနှစ်ကြောင်းဝေပူလာမြို့ကနေထိုးလာတဲ့စစ်ကြောင်းကတော့ဖလန်းမြုပ်အနီးကဘာတတာအနီးကို နိုဝင်ဘာ10ရက်နေ့ကလေးကရောက်ရှိနေတယ်လို့ဒေသခံတအူကပြောပါတယ်ဒီတဲ့မျိုးနဲ့ဖလန်းမျိုးနဲ့အတွဲမှာတော့စောစူးတက်တွေကစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ဒေသခံ14ဦးကိုချင်းညိနောင်တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ9ရက်နေ့ကကဲထုတ်ပေးနိုင်ခဲ့တယ်လို့ချင်းညိနောင်တပ်ဖွဲ့ဝင် PDF ဇိုလန်ကထုတ်ပြန်ထားပါတယ်။